စနေနေ့ညာအင်္ဂလန်ပရီးမီးယားလီဂ်ရဲ့အကောင်းဆုံးပွဲစဉ်တွေကနယူကာဆယ်သင်းနဲ့မန်စီးတီးအားလုံးပဲမီလန်ပေါ်နဲ့ပြည်ဆောင်ကြပါစေ Midnight Football တောက်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်ဒီစနေနေ့မှာကံမှုရှိတဲ့အင်္ဂလန်ပရီးမီးယားလီဂ်ပွဲစဉ်တွေထဲမှာဆိုလို့ရှိရင်ဒီပွဲစဉ်ဟာအကြိတ်နဲ့အပြည့်ဆုံးနဲ့အကောင်းဆုံးလို့ပြောလို့ရတယ်အပွဲချိန်လေးကတော့နည်းလေးတော့နောက်ကျတာပေါ့နော်သူကတော့မြန်မာစံတော်ချိန်ဒါစနေနေ့ည7:00နာရီအတိမှကံသွားမှာဖြစ်တော့ကြောင်းတနင်္လာနေ့မနက်အစောပိုင်းမှာကံတဲ့ပွဲစဉ်လို့ပြောရမှာပေါ့နော်ဆိုတော့ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့နယူကာဆယ်သင်းက ဒီအင်ရှင်ပြက်လက်ကံပြီးတော့စိန့်ဂျိမ်းစ်ပတ်မှာကန်သွားမှလည်းဖြစ်တယ်။မန်စီးတီးသင်းကအဝေးကွင်းပွဲစဉ်ဖြစ်လာရောက်ပြီးတော့ရင်ဆိုင်ရှင်မြန်ကစားသွားမှလည်းဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီပွဲစဉ်ကတော်တော်လေးအကျိတ်နဲ့ဖြစ်မဲ့ပွဲစဉ်လို့ပြောလို့ရတယ်။ဘာလို့လဲဆိုလို့ရှိရင်လက်ရှိမှာနျူကာဆယ်သင်းရဲ့ခြေစွမ်းအယမ်းမတည်ငြိမ်သေးတဲ့အနေအထားတစ်ခုကိုတစ်ဖက်ကလာပြီးတော့မန်စီးတီးကလီဗာပူးသင်းကိုဆွမ်းဆောင်ပြထားတဲ့ပုံစံမျိုးနဲ့ဒီမှာလာပြီးတော့နျူကာဆယ်သင်းကိုစမ်းသပ်မဲ့ ပွဲစဉ်ပေါ့နော်အကြောင်းမလို့ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ဒါ Newcastle အသင်းနဲ့ဘလောက်ထိတောင်းခံပြီးတော့ Man City အသင်းကိုဒုက္ခပေးနိုင်မလဲဆိုတာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အတွက်ကြောင့်ဒီပွဲစဉ်ဟာတေချာပေါက်ကိုကြည့်ရမယ့်ပွဲစဉ်တစ်ပွဲဖြစ်လာလိမ့်မယ်လို့ကျွန်တော်ကတော့ recommend ပေးချင်တာပေါ့နော်ဆိုတော့ဆက်ပြောရမယ်ဆိုလို့ရှိရင်ဒီနှစ်သင်းရဲ့ head to head ကိုကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်အောင် head to head ကိုကြည့်မယ်ဆိုလို့ရှိရင်တော့နောက်ဆုံး၃ချိန်မှာ Man City အသင်းကနည်းနည်းလေးအသာရထားရလို့ပြောလို့ရတယ်ဘာလို့လဲဆိုလို့ရှိရင်တော့နှစ်ချိန်နိုင်ပြီးတော့တစ်ချိန်ပဲတည်ကြထားတာပေါ့နော်နိုင်ထားတဲ့ချိန်တွေမှာဆိုလို့ရှိရင်လည်းဒီ Premier League မှာ February လတုန်းကကန်တဲ့ပွဲစဉ်မှာဆိုရင် န်စီးတီးကသူတို့တင်းရဲ့အိမ်ခွင်မှာနျူကာဆယ်ကိုဂိုးပြတ် 4G ဆိုတဲ့ resonant အနိုင်ရထားတာရှိတယ်။အမတိုင်ငင်တမာရောကဆိုလို့ရှိရင်လည်း Premier League မှာပဲကျွန်တော်တို့ဒီ September မှာတော့ကန်တာပေါ့နော်2024 September တော့ကန်တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့နျူကာဆယ်တင်းရဲ့အိမ်ခွင်မှာ1-1တေချခဲ့တာလေးရှိတယ်။အမတိုင်ငင်မှာတော့ဆိုလို့ရှိရင်တော့ FA Cup ပေါ့နော် FA Cup မှာဆိုလို့ရှိရင်တော့မန်စီးတီးတင်းကဒီ2024ရဲ့ match မှာကန်ခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ 2G ဆိုတဲ့ resonant မန်စီးတီးကဂိုးပြတ်နိုင်ထားတာရှိတဲ့အတွက်ကြောင့်ဒါပြောရမယ်ဆိုလို့ရှိရင်တော့နောက်ဆုံး၃ပွဲ ဆွတွေ့ဆုံခဲ့တဲ့အနေအထားမှာညူကာဆယ်အသင်းနဲ့တပွဲပဲပြန်ပြီးတော့ဂိုးသွင်းနိုင်ခဲ့တာကိုတွေ့ရတယ်။အဲကျန်တဲ့နှစ်ပွဲကိုတော့ဒါရှုံးနိုင်ထားတာပေါ့နော်။ဂိုးတော်ပြန်ပြီးတော့မသွင်းနိုင်ခဲ့ပဲနဲ့ရှုံးနိုင်ထားတာဖြစ်တော့ကြောင်းညူကာဆယ်အသင်းဒီနေ့ပွဲစဉ်မှာဘယ်လိုလုပ်ပြမလဲဆိုတော့တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ဟတ်တူဟတ်ကိုကြည့်မယ်ဆိုလို့ရှင်တော့မန်စီးတီးတင်းကအပြတ်သက်အသာရနေတယ်လို့ပြောလို့ရတာပေါ့နော်။ကျွန်တော်ကအနည်းငယ်လေးအသာရနေတယ်ဆိုမှတေချာကြည့်လိုက်တဲ့အချိန်မှာဆိုလို့ရှင်တော့မန်စီးတီးတင်းကဟတ်တူဟတ်မှာအပြတ်သက်အသာရနေတယ်ဆိုတဲ့ပုံစံမျိုးလေးမှာတော့ရှိရပါတော့။ပြီးလို့ရှင်တော့ညူကာဆယ်အသင်းရဲ့ဒီအိမ်ကွင်းဆွမ်းဆောင်ရဲ့နောက်ဆုံးသုံးပွဲကိုကျွန်တော်တို့ချက်သွားပြီး ြောကြည့်ကြအောင်။နောက်သုံးသုံးမွဲကိုကြည့်မယ်ဆိုလို့ကျွန်တော်နျူကာဆယ်တဲ့ကတော်တော်ကြီးအင်ဂွန်းဆွမ်းဆောင်ကြီးကျန်းနေတယ်လို့ပြောလို့ရတယ်။မန်ချက်စတာယူနိုက်တက်အသင်းလိုပဲပေါ့ဗျာ။သူကအင်ဂွန်းဆွမ်းဆောင်ကြီးတော်တော်လေးကောင်းနေတာကိုသတိထားမိတယ်။နောက်ဆုံးသုံးမွဲကိုကြည့်မယ်ဆိုလို့ရှင်သုံးမွဲစလုံးအနိုင်ရထားတယ်ပေါ့နော်။ဆိုတော့နိုင်ထားတဲ့ပွဲစဉ်တွေကိုကြည့်မယ်ဆိုလို့ရှင်ဖူဝန်တင်းကို2-1နဲ့နိုင်တယ်။ပြီးတော့ EFL ကမှာတော်တင်ဟော့စ်ပါတင်းကို2-0နဲ့နိုင်တယ်ပေါ့နော်။အဲ့ဒါပြီးသွားတဲ့အချိန်မှာဆိုလို့ရှင်တော့ချန်ပီယံလိလိုပွဲစဉ်မျိုးမှာဒါအက်သလက်တစ်ကလပ်ဘီဘာအိုလိုမျိုးကန်အခတ်တဲ့အသင်းမျိုးတော်မှာ2-0ဆိုတဲ့ရက်စနဲ့အနိုင်ရထားတဲ့ပြတဲ့ကြောင့်သူတို့အသင်းအနေနဲ့အင်ကွန်းဆန်းဆောင်ရတာ တော်တော်ကြီးစွမ်းဆောင်ရင်ကောင်းနေတယ်လို့ပြောလို့ရတယ်။ဒါပေမဲ့ True ကြားအနေနဲ့အဲ့နောက်ဆုံးကန်ခဲ့တဲ့သုံးပွဲမှာဆိုလို့ရှိရင်တော့ Newcastle ကအဝေးဝင်းပွဲစဉ်နှစ်ပွဲသလုံးရှုံးထားပြီးတော့အင်ကွင်းနေပြီးနိုင်ထားတာဖြစ်တဲ့ကြောင့်အင်ကွင်းစွမ်းဆောင်ရင် Newcastle ကတော်တော်ကြီးကောင်းနေနေထားမှာရှိရတဲ့ကြောင့်ဒီပွဲစဉ်ကတေချာဘောက်ကိုကြည့်ကောင်းမှာဖြစ်တယ်လို့ Man City တို့လည်းတေချာဘောက်ကိုခက်ခဲမဲ့ပွဲစဉ်တွေပဲဖြစ်လာမယ်လို့ပြောလို့ရတာပေါ့နော်။ပြီးတော့ Man City တင်းရဲ့နောက်ဆုံးအဝေးဝင်းစွမ်းဆောင်ရင်သုံးပွဲကိုကျွန်တော်ချက်သွားပြီးတော့ကြည့်ကြည့်အောင်။ကြည့်ရမယ်ဆိုလို့ကျွန်တော် Man City တင်းရဲ့နောက်ဆုံးအဝေးဝင်းစွမ်းဆောင်ရင်သုံးပွဲမှာဆိုလို့ရှိရင်တော့တပွဲပဲရှုံးထားပြီးတော့နှစ်ပွဲနိုင်ထားတယ်ပေါ့နော်။ဆို ဒီမှာထည့်ယူပြောဖို့ရှိတာအာလင်ဟာလန်ဂိုးသွင်းပြီဆိုတာနဲ့မန်စတီနိုင်ပြီကျွန်တော်အဲ့လိုမျိုးတွဲပြီးတော့တွက်လို့ရတဲ့အထီကိုအာလင်ဟာလန်ကဒီဟာဒီမှာဘလောက်တောင်ဖောင်ဖြစ်ပြီးတော့ကောင်းနေလဲဆိုတာအဲ့ဒါကိုကြည့်မယ်ဆိုလို့ရှိရင်သိလိမ့်မယ်ဗျာနော်ဝေကိုဒီကမ္ဘာပြတော့ဆွဲခေါ်သွားတဲ့အနေအထားမှာလည်းအာလင်ဟာလန်တယောက်တည်းရပဲဘယ်နဲ့ဂိုးတောင်သွင်းသွားလဲဆိုတာအကုန်လုံးသိပြီးသားဖြစ်မှာပေါ့နော်အเจ้าမလို့အာလင်ဟာလန်ကိုဒီပွဲစဉ်မှာရောကာဆယ်တင် ထိန်းနိုင်မယ်ဆိုလို့ရှင်တော့အဆင်ပြေတယ်မထိန်းနိုင်ဘူးဆိုလို့ရှင်တော့ဒီပွဲစဉ်မှာအနုကဆယ်အသင်းအတာရဖို့ခက်တယ်လို့ပြောလို့ရတာပေါ့နော်ဒါရီဘူရဆန်တွက်ပြီးတော့ပြောပြလိုက်တာလည်းဖြစ်တယ်ပေါ့နော်ဆိုတော့သူတို့နိုင်ထားတဲ့မန်စီးတီးတင်းရီဒီနှစ်ပွဲနိုင်ထားတာကိုကြည့်မယ်ဆိုလို့ရှင်တော့ချန်ပီယံလိမှာဗီလာရီယယ်ကို2ဇီးနဲ့နိုင်တယ်ပြီးတော့ပရီးမီယာလိမှာပြန်လာပြီးတော့အက်စတန်ဗီလာတင်းကို1ဇီးဆိုတဲ့ result နဲ့အဲ့တပွဲလေးပဲကွက်ပြီးတော့ရှုံးသွားတာပေါ့နော်အဲ့ဒီနာတဝိုက်မှာဆိုလို့ရှင်တည်ကြတဲ့ပွဲအောင်တိတ်မရှိမဲ့တော့ရှောက်အနိုင်ရထားတာဒါပေမဲ့မထင်မှန်ပဲနဲ့အဲ့ဒီဗီလာတင်းနဲ့ကိုပဲသွားပြီးတော့အဝေးကွင်းပွဲစဉ်ဖြစ်ရှုံးသွားတာပေါ့နော်အကြောင်းမလို့အဝေးကွင်းမှာဆိုလို့ ရှင်တော့ Man City ကနည်းနည်းလေးတစ်ချက်ချက်ခြေချော်တတ်တယ်လို့ပြောလို့ရတယ်။အဲ့ဒါပြီးသွားတဲ့အချိန်မှာဆိုရင်တော့ EFL ကမှ Swansea ကို3-1ဆိုတဲ့ result ပြန်ပြီးတော့အနိုင်ရထားတာလေးလည်းရှိရပါတော့။အကြောင်းမလို့ Man City တဲ့ရဲ့အဝေးကွင်းစမ်းဆောင်ယူကြည့်မယ်ဆိုလို့ရှင်တော့ကျွန်တော်တို့လည်း Black လိုပဲတစ်ချက်ချက်ခြေချော်တတ်တာလေးရောရှိတယ်။မထင်မှတ်ပဲနဲ့အာလီဟာလဲအောင်ထိန်းချုပ်လိုက်တာတော့ချို့ချို့တော့ဒီသူတို့ ကိုရနိုင်ငံရှိတဲ့အပေါက်တွေကိုပိတ်ထားမယ်ဆိုလို့ရှိရင်နည်းနည်းလေးရုံးကန်အပိုင်းတွေတော့ရှိရဲအဲ့လိုမျိုးအခြေအနေကြလို့ရှိရင်မန်စတီးနေနဲ့ခြေချော်သွားပြီးတော့ဗီလာကိုရှုံးသွားတဲ့ပုံစံမျိုးလည်းဖြစ်တတ်တယ်ကွာဒါအဝေးခွေးမှာဆိုလို့ရှိရင်မန်စတီးကဖြစ်တတ်တဲ့ပုံစံမျိုးရှိရဲအဲကြောင့်မို့ဒီပွဲစဉ်မှာဆိုလို့ရှိရင်လည်းပက်ဂွာဒီယိုလာတယောက်နျူကာဆယ်အသင်းကိုဒီမျိုးမဖြစ်အောင်လို့ဘယ်လိုမျိုးစီမံ ခံွယ်ပြီးတော့ကံလဲဆိုတာတော်တော်လေးစိတ်ဝင်စားနေကြည့်ရမယ့်ပွဲစဉ်တွေမှာထိတ်ဆုံးအောင်ပါရလို့ပြောလို့ရတာပေါ့နော်ဆိုတော့အကြောင်းမဒီပွဲစဉ်တွေကျွန်တော်ခြုံငုံပြီးတော့တုံးသက်ပေးရမယ်ဆိုလို့ရှိရင်တစ်ဖက်ကညူကစရာအင်ကွင်းအရန်ကောင်းတယ်တစ်ဖက်ကမန်စီးတီးယားဆိုလို့ရှိရင်လည်းဒီယားဒီမှာဖောင်တော်လေးမိနေပြီးတော့နောက်ပိုင်းပွဲစဉ်တွေမှာတောက်လျှောက်အနိုင်ရထားသလိုအာလင်ဟာလန်လိုမျိုးဂျိုသားတယောက်ပါနေတဲ့အသင်းဖြစ်တော့အကြောင်းဒီပွဲစဉ်မှာဘယ်လိုမျိုး result ဖြစ်လာမလဲပေါ့နော်အကျွန်တော်ခံမှန်းတုံးသက်ပေးရမယ်ဆိုလို့ရှိရင်တော့ percentage တွေခွဲပြီးတော့ပြောပြသွားမယ်ပေါ့နော်ဒီပွဲစဉ်မှာ Manchester City တင်အနိုင်ရသွားဖို့ကျွန်တော်60%လောက်သတ်မှတ်ပေးခြင်းနဲ့ ကျန်တဲ့40ရာနှုန်းတော့ကိုတေချာသွားနိုင်ခြေရှိရလို့ကျွန်တော်ကတော့ထင်မြင်မိရလို့ရှိရပေါ့နော်အမျိုးကစံနိုင်မှုဆိုတာတော့လေးခက်ခဲလိမ့်မယ်လို့ကျွန်တော်ကတော့ထင်မြင်မိရလို့ရှိရလူချင်းမင်းတို့ကဒီပွဲစဉ်မှာဘယ်လိုမျိုး result ဖြစ်လာမယ်လို့ထင်လဲအမြင့်ထင်မြင်စားချက်တွေဘယ်လိုရှိလဲအောက်က comment မှာလည်းဝင်ပြီးတော့မှတ်ငယ်ပြလို့ရပါတယ်ကျွန်တောဒီဗီဒီယိုလေးကိုလည်းကျွန်တော် quality ကောင်းလေးနဲ့ကြည့်ကြည့်နေဆိုလို့ရှိရင် YouTube မှာလည်းတင်ထားပေးပါတယ် YouTube မှာသွားပြီးတော့ကြည့်လို့ရပါတယ်ကျွန်တောရဲ့ဒီ channel လေးနဲ့ဒီဗီဒီယိုလေးကိုကြည့်နေတဲ့ဆိုလို့ရှိရင်တော့ like and subscribe follow နဲ့ပြီးတော့ကြည့်ကြလို့ရပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ခုကြမှာပြန်လည်ဆွေးနွေးကြတာပါ